ဇလံမျိုးစားပြောပါဆိုလို့ရှိရင်တော့ရသဆိုမှပြောရမှာပေါ့ဒါကျွန်တော် romance drama ပေါ့အဲရှေ့မှာတော့အဲ comedy လေးလေးပါတယ်ဟုတ်ကဲ့အတူဆိုတဲ့နာမည်လေးပေါ်မှာတော့အဲပြောရမယ်ဆိုလို့ရှိရင်တော့ရန်ချုပ်ကိုကောင်းတယ်ပေါ့သူရဲ့ character သူအဲ့လိုဖြစ်ပြနေတဲ့ပုံစံလေးရအဲ့လိုအဲ့လိုပဲပြောချင်ပါတယ်ရွာတူရမှာရှိတဲ့ဘုံเจ้าသားပေါ့နော်ဘုံเจ้าသားတွေ lifestyle လေးပေါ့နော်ပူပင်လေးတိတ်မရှိဘူး ပြီးတော့ရိုက်တဲ့နေရာကလည်းတကယ်ကိုကျွန်တော်တို့နှစ်ပေါင်းများစွာကြာခဲ့တဲ့ဖုံးချောင်းကြီးပါလေပဝင်းကြီးအနေထားကလည်းတကယ်ကိုလှပရှုရင်းနေနေဆိုတော့လုံးလုံးနေရတဲ့အချိန်ကြီးအကုန်လုံးကလေစိတ်ချမ်းသာသာလေးနဲ့ရိုက်နေရတာပေါ့ကြည့်တယ်ခဏခဏတော့ရှိနေပြီပေါ့ရန်အားရပါတယ်ဟောဒီကားလေးကအာဆက်ကျွန်တော်စသရတယ်ဟိုကဒီဆက်ရဲ့ပုံစံလေးရောအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်အဲဇလန်မျိုးစားပြောပါဆိုလို့ရှိရင်တော့ရသဆုံးပဲပြောရမှာပေါ့ ဒါကျွန်တော် romance drama ပေါ့အဲရှေ့မှာတော့အဲ comedy လေးလေးပါတယ်ဟုတ်ကဲ့မတူ character တော့ကတော့သူကစိတ်ဝေနာတယ်လေးပေါ့ဟုတ်ကဲ့အခုဒီအတူမှာတော့အဲ့လိုမျိုးမဟုတ်ဘူးအဲသူကဂျိုးတာနုံတာအတာအဲ့လို character လေးပေါ့နော်ဟုတ် character နှစ်ခုတော့မတူပါဘူးဆိုတော့အဲဒီကားလေးကဟိုပြောရရင် romance drama မျိုးစားလေးပါအဲငဒူတော့ကတော့တေးကြတယ်သူကလုံးဝ drama ဆစ်ဆစ်ပဲအဲရှေ့မှာသာကျွန်တော်တို့ကအဲ့လိုမျိုး drama ချိုးဖို့အတွက် comedy ပေးထားတဲ့သဘောပါဟုတ်ကဲ့ အဲကျွန်တော်ကဒီမှာပေါ့ကဘုံချောင်းသားဆိုတော့လေအဲကျွန်တော်ကပို့ပပလေးပေါ့တော့ဟိုအဲနေရာထိုင်တာလေးတွေကဒီရွာတူရမှာရှိတဲ့ဘုံချောင်းသားပေါ့နော်ဘုံချောင်းသားတွေ lifestyle လေးပေါ့နော်ပူပင်လေးတိတ်မရှိဘူးအာဝေယဘုံကြီးဝေယဝေစာတွေလုပ်မယ်ပြီးတော့ကျွန်တော်တို့ရဲ့အဲစားကြည့်နေစားမယ်စားကြည့်နေတော့မယ်ပြီးတကယ်ချင်းနဲ့ပြောစရာရှိရလေးဖန်တီးရမယ်အဲ့လိုမျိုးလေးနေတဲ့ style လေးပေါ့နော် ပြီးတော့ရိုက်တဲ့နေရာလေတကယ်ဟိုကျွန်တော်တို့နှစ်ပေါင်းများစွာကြာခဲ့တဲ့ဖုံးကြောင်းကြီးမှာလေအဲနှစ်ပေါင်း100နီးပါးလောက်ရှိဖုံးကြောင်းမှာရိုက်ရတာပြီးတော့ဘဝင်းကျင်အနေထားကလေတကယ်ဟိုလှပရှူရင်းနေနေဆိုတော့လုံးလုံးနေရတဲ့အချိန်ကြီးအကုန်လုံးကလေသူ့အတန်သူတွေဟိုဘာလို့လဲအဲစိတ်ချမ်းသာသာလေးနဲ့ရိုက်နေရတာဘာလို့လဲအဲ့ဒီဟာကဟိုဟာတန်းနဲ့ဒရမာမှာသူကဇက်ပေါ်မှာပဲသူသူရဲ့ခံစားချက်တွေကွဲပြားပြီးတော့လုပ်သွားတာပေါ့နော်ပြီးရင်ရိုက်တာရဲ့ပြောပြောတဲ့ပုံစံ ပုံစံမျိုးမှာသူရအောင်သွားတယ်ပေါ့နော်သွားပြီးတော့အဓိကတော့ဇက်ပေါ်မှာပဲကျွန်တော်ခံစားတတ်ဝင်ပြီးသွားတယ်ကိုတော်ကြုံကြည်ပါတယ်ဗျဟုတ်ကြည့်တယ်ခဏခဏတော့ရှိနေပြီပေါ့နော်အဲအရန်အားရပါတယ်အားရနောက်ပြတဲ့လည်းကြိုက်မဲ့ကားကောင်းတကားပါလို့ပဲပြောချင်ပါတယ်ကိုကားကိုဆိုလည်းအကုန်လုံးကြိုက်နေရပါပဲဟုတ်ဒါပဲအဲ့လိုဒီကားလေးကတော့အဲ့ရဒါကြည့်ကြည့်ပါကြည့်ရင်သိပါလိမ့်မယ်ดูဆိုရယ်နာမည်လေးပုံမှာတော့အဲသူကဒီကားလေးကကာရီတာကိုပဲပေးထားတာပေါ့သူ့ကာရီတာလေးကဟိုရော လို့ပြောရမှာဆိုလို့ရှိရင်တော့ရမ်းချုပ်ဖို့ကောင်းတယ်ပေါ့သူရဲ့ character သူလိုဖြစ်ပြနေတဲ့ပုံစံလေးတွေကအဲ့လိုအဲ့လိုပဲပြောချင်ပါတယ်အတူကနာမည်လေးတူတော့ခေါ်တာအဲ့လိုရောအဲ့ဒါကကဲကဲကျွမ်းနေငယ်ကျွမ်းစေမမီပါအဲမနက်ကဆိုလို့ရှိရင်ဒါအားလုံးလည်းမြင်နေတဲ့အတိုင်းပဲပေါ့နော်အဲ့လိုကျွန်တော်ဒီဟာတာကန်လေးတွေဆိုလို့ရှိရင်တဝါဝါတဝါဝါနဲ့နောက်ပြီးတော့အဲ့လိုဆီယာမာလေးမျိုးပြန်သွားတဲ့အစင်းလေးရှိတယ် အဲ့ဆင်းလေးတွေဟိုဖြစ်တဲ့ချိန်ကျတော့အကုန်လုံးငြိမ်သွားတယ်ငြိမ်သွားပြီးတော့အဲ့ကျွန်တော်ရထားနောက်ကိုပြေးလိုက်အားအဲ့ဆင်းလေးတွေဟိုလည်းဖြစ်ပြီးတော့အဲ့ဒီကကလေးလေးဆိုကျွန်တော်စိတ်မကောင်းတဲ့မျက်နှာလေးနဲ့တန်းလိုက်ကြည့်တယ်ကလေးလေးဆိုတော့လေအဲ့လိုတော့ရမ်းချုပ်ဖို့ကောင်းပါတယ်ဟုတ်တယ်ညီမလေးเนี่ยကျွန်တော်เนี่ยကားရဲရတာနဲပါတယ်ကျွန်တော်ထင်တယ်အခုမှနှစ်ကားလောက်ပဲရှိသေးတယ်ဒါပေမဲ့ငကားလုံးမှာလည်းသူနဲ့ရိုက်ရတဲ့ကာရီတာလေးတွေကမတူဘူး။နောက်တစ်ခုကအဲဘိုးကအရန်အလုပ်လုပ်လို့ကောင်းတယ်ပေါ့နော်။ ောလို့သူလည်းအဲလုံချိုးစားတဲ့မင်းသမီးတစ်လက်ပါဗျာ။သပင်မောင်ကြောင့်သပင်မောင်ကြောင့်ဖြစ်မယ်ထင်တယ်နော်။ဟုတ်တယ်။သူ့ကိုလည်းကြည့်ရကြည့်နေတယ်ဗျာ။အမြဲပဲအလဲခွဲရမလို့ဖြစ်နေတယ်။အဲသပင်လည်းခွဲရလေကိုတက်ကကိုကိုဝင်းလင်းတက်ကကိုကြီးရဇိုင်းလင်းနဲ့ပြောင်းကျင်တယ်။အဲ့တော့ကိုကြီးနေနေမြင်နေကြပုံလေးမဟုတ်တယ်။အဲသပင်လည်းခွဲလိုက်တော့အဲသပင်လေးကွာညံ့ညက်ပြီးတော့ကျွန်တော်လည်းခွဲခွဲပြီးတော့လောကအဲညမှန်လေးတော့ကျွန်တော်ကလည်းထပ်ပိုးလိုက်တော့အဲ့လိုလေးလည်းတော့ ဲဘုံကြောင်းသားမှာတော့နည်းနည်းမီနေဂျာဟိုဟာအမြင်မဟုတ်ပဲနဲ့ကျွန်တော်ရဲ့ဂျိုကြီးရဲ့ဒီတော့ရောက်ကတော့တကားလုံးအတွဲဆိုတော့လေအဲညိုင်းနေနေဟိုလေဒီကိုတော့ပျော်နေရပါတယ်အမျိုးလေးပြီးနေရတယ်အဲခါကြလေခက်ခဲလေးရှိရောက်ညိုင်းနေနေမိုးရီအားရွာတဲ့ချိန်ကြရင်ကျွန်တော်တို့ကအဲအချိန်ဝင်စောင့်ပြီးတော့အဲ့လိုခါကြမရိုက်ပြည့်ပြန်သွားတာမျိုးလေးရှိတာပါလားမျိုးလေးတော့ကြော်ရပါတယ်ဟုတ်ပါယထာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အမှန်တကယ်ကကျွန်တော်တို့ကရှမ်းပြည်ဘက်မှာပဲရရမှာပါ အဲဒီကဘူတာတစ်ခုနေမျိုးကဘူတာလေးမှရရမှာဒါပေမဲ့မထင်မှတ်ပဲနဲ့အရောတိုက်တိုက်ဆက်ဆိုင်လေးအဲ့လိုခြေတွေကြီးသွားတာလေခြေတွေကြီးသွားတော့ရထားတွေပါလေအဲ့လိုရိုက်လို့လည်းမရတော့မရတော့ပြီးတော့မှဒါကကျွန်တော်တို့တက်တက်ပြန်ပြီးတော့တနေရမှာပြန်ပြီးတော့အဲ့လိုရိုက်ထားတဲ့အဲ့ဒါဒီပေါ့အဲအဲ့ဒီက character လေးအတိုင်းပါပဲပေါ့နော်သူကဆီယာမလေးကိုတစ်ဖက်သက်ချက်နေတာဟုတ်တစ်ဖက်သက်ချက်တာဆိုတော့အဲ့လိုပြန်သွားရဲဆိုတဲ့အချိန်မှာသူဘလို့မှအဲ့လိုမခံနိုင်ဘူးပေါ့ဟုတ်ကဲ့ တော့ကျွန်တော်ဘာဖြစ်ဖြစ်အဲ့လိုဒုက္ခရောက်နေရမြင်ဟိုကြီးနေတော့တာပေါ့ဟာအကယ်ဒမီအမတီချပါဘူးဟိုဒီလ24ရက်နေ့ပေါ့နော်ရင်းနေဆိုရင်ဒါဟိုမြို့တိုင်းကတော့မှရှိတဲ့ယုံနေမှာဂျုံတင်ပြတာတော့မှာပေါ့ဟိုအဲဒီကားလေးကရသဆောင်ကားလေးပါဒီတလေကြီးရုံနဲ့ပဲကားလေးပါအပိပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်